။တမနာဖြစ်ပေမဲ့တဲဟင်းဒီနဲ့တတလုံးဆင်းဆင်းရဲရဲနေသွားခဲ့သူမိင်္ဂလာပါရှင်။ဒီနေ့မှာတော့ကဘာပေါ်မှာအစိမ်းရဲဆုံးတမနာအချောင်းပြောပြပေးပါမယ်။ဒီလူဟာပြစ်မှုကြီးတစ်ခုကြောင့်ထောင်ထဲမှာ14နှစ်လောက်နေခဲ့ရပြီမယ်။နိုင်ငံတကာနိုင်ငံရဲ့အရေးပါဆုံးတမနာဖြစ်လာခဲ့တယ်။ထောင်သားတယောက်ကတမနာဖြစ်တာတောင်မှဒေါ်နယ်ထရန့်လုံငွေပုံပေးပြီးဖြစ်လာတာမဟုတ်ပါဘူး။ပြည်သူတွေကချင်လွန်းလို့တမနာတင်မြောက်ခဲ့တာပါ။ဒါပေမဲ့သူက တသက်လုံးတဲဆုပ်လေးမှာနေထိုင်သွားခဲ့ပါတယ်။အဲ့ဒီတမနာကတော့ပုရုခွေတမနာဂျိုဆဲမူဂျီကာဖြစ်ပါတယ်။တမနာမူဂျီကာကတမနာအိမ်တော်နဲ့ချမ်းချမ်းသာသာနေလို့ရပါလျက်နဲ့မနေဘဲတဲအိမ်လေးထဲမှာပဲနေသွားခဲ့တာပါ။သူရဲ့ဘဝအကြောင်းပြောရရင်တော့တမနာမဖြစ်ခင်မှာစစ်အာဏာရှင်ကိုပုံကံနဲ့တော်လန်တပုံအဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။တော်လန်ရေးလုပ်ရင်းနဲ့တနက်နဲ့ပြစ်ပြီးအဖမ်းခံခဲ့ရတယ်။နိုင်ငံရေးပြစ်မှုနဲ့နှစ်တော်ကြာအောင်ထောင်ချခဲ့ပါတယ်။ ။နောက်ကလွတ်မြောက်လာပြီးတဲ့နောက်မှာတော့သူ့နိုင်ငံကိုပြောင်းလဲပေးချင်တဲ့ဆန္ဒကြောင့်လွှတ်တော်အမတ်လုပ်ခဲ့ပါတယ်။မူဂျီကာကိုဥရုဂွေးပြည်သူတွေချစ်ကြလို့လို့သမ္မတဖြစ်တင်မြှောက်ခဲ့ကြတယ်။သူဟာဥရုဂွေးနိုင်ငံရဲ့အယောက်40မြောက်သမ္မတဖြစ်လာခဲ့ပြီး2010ခုနှစ်ကနေ2015ခုနှစ်ထိအုပ်ချုပ်ခဲ့ပါတယ်။မူဂျီကာအုပ်ချုပ်ခဲ့တဲ့6နှစ်အတွင်းမှာဥရုဂွေးနိုင်ငံကအတော်လေးပြောင်းလဲသွားခဲ့ပါတယ်။ ပြည်ပကဗပလားပွဲကိုပထမဆုံးအင်ရှင်နိုင်ငံဖြစ်ကျင်းပရတဲ့နိုင်ငံဖြစ်ခဲ့တယ်လို့နိုင်ငံရဲ့ပညာရေးစီးပွားရေးတွေအများကြီးတိုးတက်သွားခဲ့ပါတယ်။ဒါပေမဲ့သမရမူကြီးကဟာသမရတယောက်ရှားတဲ့အခွင့်အရေးတွေဘာမှမယူခဲ့ပါဘူး။သူကကြီးကျယ်ခမ်းနားတဲ့သမရအိမ်တော်မှာမနေခဲ့ဘူး။သူမိမပိုင်ဆိုင်တဲ့လက်တဲအိမ်လေးမှာပဲတသက်လုံးနေထိုင်သွားခဲ့ပါတယ်။သမရတွေစီးဖို့ထားတဲ့ကားကောင်းစားကြီးတွေမရှိခဲ့ပါဘူး။ သူပိုင်ဆိုင်ခဲ့တဲ့1989ခုနှစ်ကဝယ်ထားတဲ့ခင်ဟောင်းက Volkswagen Beetle ကားစုံလင်းကိုပဲစီးခဲ့ပါတယ်။သူ့အတွက် driver တောင်မထားပါဘူး။ကိုရန်တော်ကလည်းတခြားသမ္မတတွေလိုအများကြီးမခေါ်ထားခဲ့ဘူး။ကိုရန်တော်နှစ်ယောက်ပဲသူ့နာမခေါ်ထားခဲ့တယ်။အဲ့ဒီကိုရန်တော်နှစ်ယောက်ကိုတော့မှသူကမခေါ်ထားချင်ခဲ့ပါဘူး။ဒါပေမဲ့လွတ်တော်အမတ်တွေနိုင်ငံရေးကောင်းဆောင်တွေကမူကြီးကရဲ့လုံခြုံရေးအတွက်ကိုရန်တော်နှစ်ယောက်ကို အတင်းထည့်ပေးထားရတာပါနိုင်ငံတော်ကပေးထားတဲ့တမနာတွေအတွက် အတုံးငွေလာစားတဲ့က90ရာခိုင်နှုန်းကိုပြည်သူတွေအတွက်လိုအပ်တဲ့နေရာတွေမှာပြန်လူတန်းမှသေးတယ်။မူကြီးကနေသူ့မိသားစုစားဖို့လုံလောက်တဲ့ဆူယုံလေးပဲတမရလာစားတဲ့က100ရာခိုင်နှုန်းကိုယူသုံးတာပါ။တမရဖြစ်ပေမဲ့ပကတနာတွေမမှန်မောပဲရိုးရှင်းတဲ့နေထိုင်မှုတွေကြောင့်ပဲပြည်သူတွေရဲ့ချစ်ခင်လေးစားမှုကိုရခဲ့ပါတယ်။သမရဖြစ်နေစဉ်တရှောင်းလုံးမှာပြည်သူတွေအတွက်ကျူးစာအားထုတ်ခဲ့လို့ကဘာပေါ်မှာတမိုင်းဝင်သမရတယောက်ဖြစ်ခဲ့ပါတယ်။သူပြောနေကြစကားတစ်ခုကတော့ တမနာဆိုတာဘယင်မဟုတ်ဘူးအကောင်းစားကားကြီးတွေအိမ်ကြီးတွေနဲ့ခန်းခန်းနာနာနေဖို့မလိုဘူးတမနာတယောက်ကအဲ့လိုပတ်စံနေဖြုံးနေမဲ့စာလိုအပ်တဲ့ပြည်သူတွေကိုဝင်ကပေးတယ်နေလို့မိန်ကောင်းမှထည့်ပြောလို့ရှိပါတယ်မူဂျီကာရဲ့တမနာတတန်းကုံဆုံးပြီးတော့ဥရုဂွေပြည်သူတွေကမူဂျီကာကိုပဲတမနာဖြစ်စေခြင်းကြတယ် နောက်ထပ်ရွေးကောက်ဖို့ပြည်သူတွေကတောင်းဆိုခဲ့ကြပေမယ့်မူကြီးကကတော့နောက်တစ်ချိန်တမရမဖြစ်ချင်တော့ဘူးလို့ပြောခဲ့ပါတယ်။သူဟာတမရတောင်းဝင်မထမ်းဆောင်တော့ပေမယ့်ဩဇာအာဏာရှိတဲ့ပုဂ္ဂိုလ်ဖြစ်လို့နောက်တန်လာတဲ့တမရအစ်စ်တွေနဲ့နိုင်ငံရေးကောင်းဆောင်တွေကမူကြီးကကိုလေးစားကြပါတယ်။တခုခုဆိုရင်မူကြီးကရဲ့ဆုံးဖြတ်ချက်ကိုလိုက်နာကြတယ်။ရှားပါးပြီးမြင့်မြတ်တဲ့စိတ်ဓာတ်မျိုးနဲ့သမရမူကြီးကဟာပြီးခဲ့တဲ့ရန်နေငယ်ကပဲကွယ်လွန်သွားခဲ့ပါပြီ မူကြီးကကွယ်လွန်ချိန်မှာတော့အသက်89နှစ်အရွယ်ဖြစ်ပြီးသူ့ရဲ့အိမ်ဟောင်းဆုပ်လီမှာပဲကွယ်လွန်သွားခဲ့တာပါကဘာတဝန်းကနိုင်ငံရေးခေါင်းဆောင်နဲ့အတူယူတဲ့တမရတယောက်လို့ပြောရမှာပါ